်တဲ့တကယ်လို့များရေတိုကာလာတစ်ခုကိုဖျက်သန်းမယ်ဆိုရင်ကာရီတိုကလည်းယူနိုက်တက်အသင်းနေပြအဖြစ်ပါဝင်လာကောင်းလာနိုင်တယ်။အားလုံးပဲမင်္ဂလာပါမယ်ဒီ YouTube channel ကလည်းအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မက်ရှယ်ဆောင်နေတဲ့အသင်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရအပြောင်းရွှေ့တည်င်းတွေတချို့ရတတ်တာရှိပါတယ်။ကစားသမားအပြောင်းရွှေ့တည်င်းမဟုတ်ဘဲနဲ့နေပြတည်င်းပေါ့ဗျာ။ ယူနိုက်တက်အသင်းအနေနဲ့ပေါ့ဗျာအမ်မိုရင်ကိုရာလင်းမကောင်းလို့ထုတ်ပေးခဲ့မယ်ဆိုရင်နောက်ထဲအဲ့ဒီနေရာမှာအစားထုတ်ဖို့အတွက်အင်္ဂလိပ်ဘောလုံးလောကနဲ့အကျွမ်းတဝင်ရှိတဲ့နေပြားမျိုးကိုသာခဲအဲ့လိုကြောင့် report မှာဖော်ပြထားပါတယ်ပြီးလို့ရှိရင်ကျွန်တော်ကစားသမဟောင်းဖြစ်တဲ့ Michael Carrin နဲ့လည်းယူနိုက်တက်အသင်းကနောက်ထပ်တစ်ချိန်တင်းနေထွက်ပေါ်လာခြင်းရှိပါတယ်ဆိုတော့ ဒီကနေ့မှာပေါ့ဗျာနောက်ဆုံးရထားတဲ့ပြောင်းရွှေ့အခြေအနေကိုဆွေးနွေးသွားရအောင်အားလုံးပဲမင်္ဂလာပါစာသမားတွေအားလုံးပဲမင်္ဂလာပါဆိုတော့ပထမအဆုံးပါဗျာမက်ရှယ်ဆောင်တည်းတည်းအစ်နဲ့နေပြအမ်မိုရင်ကိုထုတ်ပေးခဲ့မှဆိုရင်သူရဲ့နေရာမှာအစားထိုးဖို့အတွက်လက်ရှိအင်္ဂလိပ်ဘောလုံးလောကနဲ့အကျွတ်တဝင်ရှိတဲ့နေပြမျိုးကိုသာယူနိုက်တက်အစ်နဲ့တာဝန်ပေးခန်းအဲလို့ကြောင့် report တချို့ဖော်ပြလာပါတယ်ဆိုတော့အသင်းအတွက်ကပထမအဆုံးစဉ်းစားရမှာကအင်္ဂလိပ်ဘောလုံးလောကနဲ့အကျွတ်တဝင်ရှိတဲ့နေပြမျိုးကိုသာခန်းအဲသေးသလားသူတို့မလို့ချင်း ျွန်တော်တို့လက်ရှိပရီးမီးယားလိအနေထားတစ်ခုကိုယူနိုက်တက်အသင်းကိုဆွေးတင်ပေးနိုင်တဲ့နေပြမျိုးမန်နေဂျာမျိုးကိုဒါလက်ခံတင်သလားဒီနေရာမှာကျွန်တော်စဉ်းစားဖို့လိုလာပြီ။ဘာကြောင့်လဲဆိုရင်ယူနိုက်တက်အသင်းမှာပေါ့ဗျာအပြအများကြီးဖြတ်တန်းခဲ့တယ်စာအဲလစ်ဖာဂိုဇယ်လောက်အောင်မြင်မှုမရတဲ့နေပြတဲ့အများကြီးရှိတယ်။သို့တော့အဲ့ဒီနေပြတဲ့ထဲမှာအင်္ဂလိပ်ဘောလုံးလောကနဲ့အကျွမ်းတဝင်မရှိတဲ့နေပြတဲ့ယူနိုက်တက်အသင်းမှာရှိခဲ့တယ်။တခြားသောအသင်းတွေမှာဆိုရင်အင်္ဂလိပ်လိုမျိုးမဟုတ်ဘဲနဲ့ အင်္ဂလိပ်ဘောလုံးလောကနဲ့အကျွတ်တို့ရင်မရှိတဲ့ခဲမှုတွေသူတို့အသင်းတွေမှာလည်းရှိတယ်ဆိုတော့ကျွန်တော်ခုနပြောသလိုပါပဲယူနိုက်တက်အသင်းတွေနဲ့ပုပ်ကိုဇွေးအနေထားတစ်ခုကိုဂျုံကြည့်ပြီးတော့အဲ့ဒီလိုမျိုးတွေကိုခဲသင့်သလားသူလိုမျိုးရှိယူနိုက်တက်အသင်းနဲ့တည်ဆောက်နေတဲ့အနေထားမှနေမှာဆိုရင်ဘလို့ပြည်စီမှုအပိုင်းတွေနီးစင်းပိုင်းဖြူပါတယ်ဒီအသင်းနဲ့ဘေကစားကွက်နဲ့အယ်ဝင်ကြဖြစ်မလဲနီးလန့်တွေနီးဖြူပါတယ်ကစားကွက်တွေကိုအသားပေးပြီးတော့လုတ်ဆောင်နိုင်တဲ့နင်းပြမျိုးကခဲသင့်သလား ကျွန်တော်တူတယောက်ရဲ့အမြင်ပြောလို့ချင်း English Bonlock နဲ့အကျွတ်တဝင်ဖြစ်ဖြစ်အကျွတ်တဝင်မဟုတ်ဘဲဖြစ်ဖြစ်ဒီက United ရဲ့အသင်းကိုအကောင်းဆုံးပင်ပို့ပေးနိုင်မယ်အကောင်းဆုံးမှောင်းနေနိုင်မယ်နေပြမြအမေကယ်ဆုံးတောနိုင်မယ်နေပြမြကိုလိုအပ်တယ်ဆိုတော့ဒါတပိုင်းပေါ့ဗျာထဲပြီးတော့ကျွန်တော်တို့ကစားသမားဟောင်းနေပြဟောင်းဖြစ်တဲ့ မိုက်ကီကားရဲ့အနေနဲ့ကလေးပေါ့ဗျာမရှိဆောင်နေတဲ့အတင်းကသာသူ့ကိုကင်ပြေဖို့တဲ့နေပြဖြစ်ကဲလဲလာခဲ့မျိုးဆိုရင်လက်ခံသွားမှာဖြစ်တယ်ဆိုပြီးတော့လေကျွန်တော်သိရှိထားရတယ်ဆိုတော့အခုကျွန်တော်ပြောတယ်ဗျာအင်္ဂလိပ်ဘောလုံးလောကနဲ့အကျတော်ဝင်ဖြစ်တဲ့နေပြပြီးလို့ရှိရင်မရှိဆောင်နေတဲ့အတင်းနဲ့လုံးဝအဆင်ပြေနေတဲ့နေပြပေါ့ဗျာဘာလို့ဆိုတော့မိုက်ကီကာရဲ့အနေနဲ့ပြီးခဲ့တဲ့မရှိဆောင်နေတဲ့အတင်းမှာရှိစီတုန်းကလုံးဝကောင်းမွန်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပြီးလို့ရှိရင်နေပြအပြောင်းလဲလုပ်ခဲ့တဲ့နေရာမှာလည်း ျွန်တို့ဒီလက်ထောင်နေပြတို့ယာယီနီးပြတို့ ਨੇ ဖြတ်တန်းခဲ့တယ်အဲလိုအနေထားတစ်ခုမှာတော့ကျွန်တော်တို့ရှင်နေတော့နေနေကောင်းတာပေါ့ဗျာ3 4ခွေကျွန်တော်တို့စိတ်ဆိုသလိုနိုင်တယ်သူ့အနေနဲ့မက်ရှယ်ဆောင်နေနဲ့အတင်းနဲ့လဲခွေးပြီးနောက်ပိုင်းမှာချန်ပီယံရှစ်ကမက်ဒဘရော့အတင်းကိုကင်တွေခဲ့တယ်ထိုက်တဲ့လောက်အောင်မြင်မှုရခဲ့တယ်ဆိုပေမဲ့လို့မက်ဒဘရော့အတင်းနဲ့လည်းနောက်ပိုင်းပွဲစီတွေမှာရလက်တွေဆိုးသွားလာတယ်ဒါကြောင့်အတင်းကလည်းထုတ်ပေးပြီးတော့အခုမက်ကီကာရဲ့အနေနဲ့အတင်းလည်းပဲဖြစ်နေတယ် ဒါပေမဲ့စာသမားတွေယူနိုက်တက်အသင်းနေတဲ့တကယ်လို့များရေတိုကာလာတစ်ခုကိုဖျက်သိမ်းပြီဆိုရင်ကာရီတိုကလည်းယူနိုက်တက်အသင်းနေပြအဖြစ်ပါဝင်လာကောင်းလာနိုင်တယ်။ဒါအကြောင်းပြချက်တွေအများကြီးရှိပါတယ်။စောစောပြောသလိုပါပဲယူနိုက်တက်အသင်းနဲ့အင်္ဂလိပ်ဘောလုံးလောကနဲ့အကျွတ်တွေရှိတဲ့နေပြမျိုးဟုတ်တယ်မလားယူနိုက်တက်အသင်းနဲ့ယူနိုက်တက်အသင်းကိုအထာနဲ့နေတဲ့နေပြမျိုးဒီလိုမျိုးနေပြတွေကိုလည်းကျွန်တော်ခေါ်ရင်လည်းခေါ်မှာ။ ါဝင်ကျွန်တော်စဉ်းစားကြရမှာဘာလို့ဆိုတော့ကိုင်းအသိနေနဲ့ပေါ့ဗျာတကယ်လို့မိုက်ကယ်ကာရဲလိုနေပြမျိုးကိုခေါ်လိုက်မယ်ဆိုရင်လုံးဝအဆင်ပြေနိုင်ပါမလားလက်ရှိကာရဲအနေနဲ့တင်းလင်းမင်းဖြစ်နေတဲ့နေပြတယောက်ဖြစ်တဲ့ဒီလိုအခြေအနေတစ်ခုကအချိန်ကောင်းလို့ကျွန်တော်မယူဆဘူးယူနေတဲ့အသင်းကတိုင်ပဲနေတဲ့အနေအထားတစ်ခုစုပ်ပြဲတက်နေတဲ့အနေအထားတစ်ခုမှာမိုက်ကယ်ကာရဲသာအသင်းကို လာပြီးတော့တာဝန်ထမ်းဆောင်ခဲ့မယ်ဆိုရင်သူ့အတွက်လည်းကောင်းမှာမဟုတ်ဘူးယူနေတဲ့အသင်းအတွက်ကလည်းကောင်းမှာမဟုတ်ဘူး ကျွန်တော်တို့ကရေတိုဖြစ်ဖြစ်ရေချီဖြစ်ဖြစ်အကောင်းဆုံးအနေနဲ့ United အသင်းကိုဝုန်းတိုက်ဆိုသလိုအမေကန်ဆိုလွတ်ပြနိုင်မယ့်နေပြမျိုးတကယ့်ကိုလွဲနေပါပြီ။အာငါတို့ကဒီနေပြကိုတရားတည်အရှင်ပေးလိုက်မယ်၊200တည်ပေးအရှင်ပေးလိုက်မယ်၊300တည်အရှင်ပေးလိုက်မယ်ဆိုတာကလုံးလုံးမရတော့ဘူး။ရေတိုအနေနဲ့ဆိုရင်လည်းအဲ့ဒီရေတိုအနေထားတစ်ခုမှအမေကန်ဆိုလွတ်ပြနိုင်ဖို့နေပြမျိုးလွဲသလိုရေရှည်မှာဆိုရင်လည်းကျွန်တော်အသင်းအတွက်လုံးဝ100%အထောက်အကူပြုနိုင်ပြီးအသင်းကိုမောင်းနေနိုင်မယ့် နေပြမျိုးကိုလိုအပ်တယ်။တချို့ United အသင်းမှာနေပြခဲ့တဲ့မန်နေဂျာတွေအရဆိုရင်ကစားသမားတွေကိုမလွန်ဆန်နိုင်တဲ့မန်နေဂျာတွေရှိတယ်။ Eric Ten Hag တို့လိုမျိုးပေါ့။ဆိုတော့ကာရီအနေနဲ့ကလည်း Manchester United အသင်းကစားသမားဟောင်းတယောက်ဖြစ်တယ်လို့အဲသူမှတော့အရေးရှင်တော့အထိုက်အတန့်လောက်ရှိပါတယ်။ဒါပေမဲ့နေပြဘောကနုနေသေးတဲ့အတွက်အတွေ့အကြုံလိုအပ်နေတဲ့အတွက်ကျွန်တော်အမြင်ရဆိုရင် Michael Carrick ကိုလည်းတူဖြစ်ဖြစ်ရေရှည်ဖြစ်ဖြစ်ကျွန်တော်တို့မခေါ်ယူသင့်ဘူး။သူမကောင်းလို့ပြောတာမဟုတ်ဘူးနော်။သူမှလည်း အထိုက်သေးသလောက်နေပြအရေးရှင်ကရှိပြီးသားဒါပေမဲ့ကျွန်တော်အစ်တင်နေတဲ့လုံးဝဗျမ်းမတာဖြစ်နေတဲ့အနေအထားတစ်ခုမှဆိုရင်ကာရီတိုလိုနေပြနေတဲ့အစားထိုးဖို့ကကျွန်တော်ဘယ်လိုပြောမလဲတော်တော်အရေးဆွဲရမယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်တကယ်လို့အမ်ရင်းကိုထုတ်ပေးခဲ့မယ်ဆိုရင်ယူနိုက်တက်အသင်းဘက်ကအင်္ဂလိပ်ဘောလုံးလောကနဲ့ကျွန်တော်ဝင်ရှိတဲ့နေပြမျိုးကိုခဲမလားတိုဒီမော်လိုချင်းရေတိုအနေနဲ့သွားမယ်ဆိုရင်မာကီကာရီတိုကိုလည်း မန်ချက်စတာနဲ့တဲ့အသင်းအနေနဲ့မန်နေဂျာရာထုကိုပေးအဲ့နိုင်ဖို့ရှိမလားအန်ကီကာရီအနေနဲ့ပေါ့ဗျာသူကလက်ရှိအသင်းလည်းမဖြစ်နေတဲ့အတွက်ဘလို့ဖြစ်ဖြစ်မန်ချက်စတာနဲ့တဲ့အသင်းကိုပြန်လာခွင့်ရမယ်ဆိုရင်သူကအလုပ်ရမယ်ဒါကတော့လုံးမရှိသေးလူအတွက်ကတော့အဆင်ပြေတာပေါ့ဗျာဒီလိုအနေနဲ့တခုမှကိုတွေကဒီကျွန်တော်ရှင်းမှလေးပြောသလိုပါပဲလူပုတ်ကိုအဆွေနဲ့ဒီလိုနဲ့ငါတို့ကလုံအောင်ပါတနာတွေဖြစ်နေတယ်ဆိုပြီးတော့အဲ့မျိုးတော်မဲအစား တကယ်ကျွန်တော်အစဉ်ပြေနိုင်တဲ့နေပြဘေးလူမျိုးပြဖြစ်ဖြစ်အကောင်းဆုံးယူနေတဲ့အသင်းကိုလုံးဝလမ်းပြနိုင်မဲ့အမေကန်ဆုံးလုတ်ပြနိုင်မဲ့နေပြမျိုးယူနေတဲ့အသင်းကလိုအပ်တယ်ဆိုတော့လက်ရှိအနေထားမှာကတော့ဗျာမန်ချက်စတာကိုနေတဲ့အသင်းနဲ့နောက်ထပ်တစ်ကြိမ်ကာရီကသတင်းတွေထွက်လာပါပြီဒီတိုင်းဆိုရင်လေပြောလို့တော့မရဘူးယူနေတဲ့အသင်းကတကယ်လို့ရီတိုအနေနဲ့မကီကာရီကိုလေခေါ်ဂျင်းလေးခေါ်နိုင်တယ်တူတူမို့လို့ချင်းအင်္ဂလိပ်ဘောလုံးလောကနဲ့လုံးဝဒီအချက်တော်ဝင်ရှိတဲ့ ဆောက်ကိတ်တွေ့လို့ပေါ့ဗျာဘာလို့ဆိုတော့ဆောက်ကိတ်နဲ့ United အသင်းတာဝန်ရှိသူတွေကလုံအောင်ရင်းနှီးဆက်ဆံမှုတွေရှိတဲ့အတွက်ဘေးရောင်ကဘုံတိကားချက်ပြောလို့တော့မရဘူးသို့တော်ညာလဲ United အသင်းကိုရောင်းလာပြီးနေပြမျိုးကအသင်းကိုဥဆောင်နိုင်ပြီးနေပြမျိုးကျွန်တော်လိုအပ်တယ်ဒီလိုမျိုးမရှိခဲ့တာတော်တော်ကြပြီအခု MNO ကိုမရှိစားအောင်နေတဲ့အသင်းပြိသက်တွေကျွန်တော်တို့အပေါင်းရင်အများကြီးမျောလင်းခဲ့တာဒါပေမဲ့မျောလင်းတလို့ဖြစ်မလာတဲ့နီးပြတိုင်းမှာကျွန်တော်တို့ဒီ MNO လေးပါဝင်နေတယ် သူကစားကွက်သူကသူတိဆောက်တယ်သူကသူတွားတယ်ယူနိုက်တက်အသင်းယူနိုက်တက်ကစားသမားနဲ့လုံးဝအဆင်ပြေပါမလားဆိုတာတစ်ချက်ကလေးမှမတွေးသေးအတွက်တိုင်ပြနေတာဆိုတော့စာသမားတွေဒါကမက်ဆေ့ချ်အောင်နေတဲ့အသင်းနေတယ်ပေါ့ဗျာတကယ်လို့အမ်မိုရီကိုထုတ်ပေးခင်းမယ်ဆိုရင်အမ်မိုရီနေရာမှာ English Volunteer ကနဲ့လုံးဝအကျွတ်တဝင်ရှိတဲ့နေပြမျိုးကိုခံရလို့ကြောင်း ကျွန်တော်အတင်းကဒီလိုမျိုးတွေးထားတယ်ပြီးလို့ချင်းရေတိုးအနေနဲ့တောမေဆိုရင်မိုက်ကီကာရဲတို့ကလည်းယူနိုက်တက်နေပြရာထုကိုလက်ခံတော်ဖို့ရှိကြောင်းရပိုတချို့ဖော်ပြလာတဲ့အခြေအနေတခုကိုကျွန်တော်ဆွေးနွေးတော့ခဲ့တာဖြစ်ပါတယ်မနေ့ပြန်ဆိုရင်ကျွန်တော်လာမယ့်စနေနေ့ပေါ့ဗျာဆန်တန်လန်နဲ့ကိုရီအိုထရက်ပေါ်မှာပြင်းပြလေးပွေးစဉ်6ခုကစားမယ်အဲပွေးအနေထားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွေးကြုံတုံးတဲ့ချက်ကိုညာပိုင်းလောက်မှာကျွန်တော်တင်ဆက်ပေးဖို့ရှိတဲ့အတွက် အဲ့ဒီဗီဒီယိုကိုလည်းညီကိုတို့စောင့်မျှော်ကြပါအောင်အတိတ်တော်မေဖန်မြောက်ကလေးနေတူစော်ဖိတ်ကော်လေးရပါလိုက်ရန် subscribe လေးတွေမလိုအပ်သေးတယ်လိုက်ရန် subscribe လေးနဲ့လူဒီပေးကြီးခေါင်းလုံးလေးကိုကြည့်ကြပြီးတော့အားပေးကြပါအောင်လို့ပြောကြရင်လည်းဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပေးရစေအားလုံးပဲကိုကျဲမှာစိတ်ချမ်းသာနဲ့အဆင်ပြေနိုင်ပါစေအားလုံးပဲ okay ပါ